ဒီနေ့ည9:00နာရီမှာကျွန်တော် YG နဲ့ AI Esports ရဲ့ပွဲစဉ်ရှိတယ်။အဲ့တော့ big match လို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ရဲ့ match day ပဲ။ဒီ video မှာတော့ကျွန်တော်ဒီအသင်းနဲ့ဒီနှစ်သင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေဒါပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော် AI Esports နဲ့စပြီးတော့ပြောကြတာပေါ့ဗျာ။အဲ့တော့ AI eSport ကဒီခုဆော့ခဲ့တဲ့ MLS Season 2ရဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်နိုင်ပွဲရာဂိုင်းတော့တော်တော်ကြီးကိုများတဲ့အခြေအနေပြ။အာ Ryan eSport တပွဲရှုံးနေတာလွဲလို့ရှိရင်ကျန်တဲ့ပွဲစဉ်ဒီမှာ 2C 2-0နဲ့ဒါဆော့ထားပြီးသား အခြေအနေဖြစ်တယ်အဲသူတို့တွေးဆခဲ့တဲ့အသင်းတွေမှာဆိုလို့ရှိရင်အသင်းကြီးအနေနဲ့မေတ္တစီကိုသူတို့ကြုံတွေ့ခဲ့ပြီးသားဖြစ်တယ်အဲ့မှာလည်းကျွန်တော်တူစီနဲ့ဒါနိုင်ထားတယ်ပေါ့နော်ကန် e-sport အနေနဲ့ဆော့ကစားတဲ့ပွဲစဉ်တစ်လျှောက်လုံးမှာတွေ့ရတော့ဒါယူရီရဲ့ landslot က100%ဝင်ရလို့ပြောလို့ရတယ်ပေါ့နော်ယူရီ landslot ရရင် အော်တိုဝင်းအခြေအနေရှိတယ်။မင်းကစော်ကစားသွားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူပါရှာတွေပါစော်သွားတဲ့အခြေအနေတောင်ရှိရပြ။အဲ့တော့တောတောင်တသားလေးပဲသူတို့ပြန်သွားကြတယ်။အဲလူပြောများနေကြတဲ့ grow ကိစ္စတစ်ပေါက်လေးရှိရပေါ့နော်။ grow ရရဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီသွားတဲ့ movement ပိုင်းတွေကအဆင်ပြေရပြ။အဲ့တော့ EN eSport လက်ရှိဆော့ခဲ့တဲ့ traffic တွေထဲမှာဆိုလို့ရှိရင် chip drop ရှိမယ်ပြီးတော့ကျတော့ angela drop ရှိမယ်ပြီးတော့ grow တုံးနေဒီတွဲလုံးနေတုံးကြရပေါ့နော်။ လက်ရှိ AI eSport အနေနဲ့ဒီ Rapid တွေက Meta Update Patch ရဆိုလို့ရှင် powerful ဖြစ်တဲ့ Rapid တွေဖြစ်တယ်သူတို့အတွက်ကလည်းအပိုင်းတိုင်းဆုံး Rapid တွေလို့ကျွန်တော်မြင်နေပေါ့နော်လက်ရှိမှာ Rapid နဲ့ပတ်သက်ပြီးရော Hero ရွေးချယ်မှုပိုင်းဆိုင်ရာအရာဗျ YG ဘက်ကနေပြန်ပြီးရောတွားကြည့်မယ် YG ကအစောရမြန်ပွဲစဉ်တွေမှာအများကြီးဘာမှမပြထားဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော် Valentina Lucas ဆော့ခဲ့တဲ့ပွဲစဉ်တွေတွေ့ရတယ်ပြီးတော့ကျွန်တော် Chip Drop Sorry Blin ရဲ့ Pick Off လေးဆော့ရယ်ဗျာအဲသူတို့မထုတ်တာလား ဒီတိုင်းပဲပုံမှန်လေးပဲသွားနေတာလားတော့မပြောတတ်ပေမဲ့သူတို့ဆော့ခဲ့တဲ့ဟီးရိုတွေကသူတို့ဟိုးရင်တုံးကလည်းသူတို့အပိုင်နိုင်ဆုံးဟီးရိုတွေဆော့နေကြဟီးရိုတွေလိုပဲကျွန်တော်တို့မြင်နေဗျလက်ရှိချိန်ကြီးကအဲ့တော့ chip rap ဆော့ရင်ဆော့မယ်မဆော့ဘူးဆိုလို့ရှိရင် valentina ဆော့ရင်ဆော့မယ်ဒီလိုပုံစံမျိုးပဲသွားကြတာဗျ player head to head ပိုင်းကိုကျွန်တော်တို့သွားပြီးတော့ပြောကြပဲပေါ့နော် league 7နဲ့လီနာအဲ့တော့နှစ်ယောက်လုံးကအဲ့ကွာချမှုရှိတယ်လီနာကတော့ အဲသူကအဲ့လို show off လုပ်ပြီးတော့တကူရန်ဆွမ်းဆောင်မှုမှာအရန်ကောင်းတယ်ပေ7ကတော့အတင်းလိုက်ဆွမ်းဆောင်မှုပိုင်းဆိုင်ရာကိုနည်းနည်းလေးပြန်ပြီးတော့ team fight ဘက်ကိုပို့သွားတယ်ပေါ့နော်အဲ့တော့သူတို့ဆော့ခဲ့တဲ့ကရီတာပွဲစဉ်တွေခြောက်ကရီတာတွဲလုံးတွေရှိမယ်ပေ7ကတော့ angela သုံးမဟုတ် fasa အဲ kimi ဒီတွဲလုံးတွေပဲဒါဆော့သွားဖို့ရာရင်တော့များတယ်ဗျာအဲ့တော့ကျွန်တော်အဲ sb lane matchup ကတော့ messi နဲ့ရင်းနေကတော့လက်ရှိမှာကျွန်တော်50 50လို့ပဲမြင်တယ်နှစ်ယောက်လုံးကောင်းကြတယ်ပေါ့ဗျာ jungle matchup ဟန်နဲ့ယူရီမှာတော့ဂျော်နန်နဲ့ယူရီကိုပို့ပြီးတော့သဘောကျတယ်ဗျာအဲယူရီရဲ့လန်စလော့က100% win rate အခြေအနေရှိရေပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဒီပွဲမှာကျွန်တော်ခံမှန်းရရင်ရီဆန်ရှင်းတဲ့လန်စလော့ matchup ကိုကျွန်တော်ရင်မြင်တွေ့ရနိုင်တယ်အဲသို့မဟုတ်ဂျန်ဂလာ map အဂျွေးပဲဂျန်ဂလာ matchup ကိုမြင်တွေ့ရနိုင်တယ်ဗျာအရူမာ matchup မှာတော့နည်းနည်းလေးစဉ်းစားစရာတော့ရှိတယ်အဲ black ရဲ့ hero ပူပိုင်ပေါ့ဗျာသူဆော့ခဲ့တဲ့ပွဲစဉ်ဒီမှာ crop sorry chip sorry ပြီးတော့ရင် Karoga cha sorry ဗျာ EOE quad ဒီ ဘလင်းက pick off forward ရဲ့ဘိုင်းဒီမှာတော်တော်လေးအားသာတဲ့အချိန်ဒီမှာရှိရေပေါ့နော်တော်ဒီ6နေဆော့ရတဲ့အချိန်ဒီဒီကြားထဲမှာတော့သူတို့ chip ဒီဘိုင်းဆော့ရတဲ့အနေထားမှာရှိရေပေါ့နော်ဒီထားကိုအဲ့တော့ goaling map ချက်မှာဆိုလို့ရှိရင်လေ stage နဲ့အလီထားဒီနေရာကိုလည်းအတူတူပဲ side lane တစ်ခုလုံးကတော့အဲ side lane တစ်ခုလုံးကတော့ power balance ဖြစ်တယ်လို့တော့ကျွန်တော်မြင်နေပေါ့နော်ဟို drop it တွေကတော့နှစ်သင်းလုံးရဲ့ချင်းကပ်ပုံတွေကတော်တော်လေးကွဲပြားလိမ့်မယ်ဗျာဒီကြားတော့ grow base ဆော့မယ်ဆိုလို့ရှိရင်လေတစ်ဖက်မှာ လို chip dress ဆိုရင်ဆိုမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် pick off မှာဒီ Khalia Fasa တွဲလုံးနေဒီ Khalia pick off ဒီနေပြန်သွားလို့ရတယ်ဗောနော်ဒီ Chang pick off တွေသူတို့ပြန်ဆော့ဖို့များတယ်ပြန် eSport နေနဲ့ Grow Fasa တွဲလုံးတကူထွက်လာနိုင်တယ်သို့မဟုတ်ဒါ Uranus Angela တွဲလုံးပေါင်းပြီးတော့ Alida အထောင်ဖြစ်သွားနိုင်တဲ့အရာတွေပြန်ပြီးတော့မြင်တွေ့ရနိုင်တယ်ဗောနော် YG ကသူတို့ဆော့ခဲ့တဲ့ပွဲစဉ်တွေမှာ chip ဆော့တယ်အဲသို့မဟုတ် Chang ဆော့တယ်ဗောနော်အဲ Chang ဆော့ရင်တော့သူတို့ Khalia လည်းဆော့မှာတည်ကြတယ် Blackthorn ရဲ့ပွဲစဉ်မှာ အဲဂိမ်းဝမ်းပွဲစဉ်ပေါ့နော်အဲ့ဒါပြီးမှကျွန်တော်အတွေးလေးတစ်ခုဝင်လာတယ်။ YG ကအဲသူတို့ငားရောင်လုံးကြတဲ့မှာရှိနေချိတ်ဆက်မှုပေါ့ဗျာ။ငားရောင်လုံးစိတ်ထဲမှာရှိနေတဲ့အရာတစ်ခုကအဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ပို့ပြီးတော့စီးလုံးနေဆိုတော့အရာလေးပို့ပြီးတော့ပေါ်သေးတယ်။အဲပွဲမှာတော့ Black Thorn က Early to Mid ပိုင်းမှာ YG ကိုကောင်းကောင်းကြီး control ပြီးတော့ handle လုပ်ထားတာဗျာ။အဲ့ဒီအရာကိုသူတို့ဖောက်ထွက်ပြီးတော့အပွဲကိုဘယ်လိုမျိုးအနိုင်ယူရမလဲဘယ်လိုမျိုးဆော့ရမလဲကိုသူတို့ချင်းကက်သွားခဲ့တာဗျာအဲ့သူတို့ရဲ့ဒီ shot call လုတ်တဲ့သူတော့ကျွန်တော်ကောင်းကောင်းကြီးဒါ appreciate လုပ်တယ်ပေါ့နော်။ငါးယောက်လုံးကလည်းတယောက်နဲ့တယောက်ယုံကြည်နေတဲ့အရာတစ်ခုလေကျွန်တော်မြင်တွေ့ရတယ်။မြင်နေရတဲ့အရာတစ်ခုကကျွန်တော် AI e-sport နဲ့ပွဲမှာအများကြီးပို့ပြီးတော့တက်ရောက်မှုရှိနိုင်မယ်လို့ထင်နေပေါ့နော်ကျွန်တော်ထင်တာ။ AI နဲ့ပွဲမှာ AI က early to miss ဆိုတာအရင်ကောင်းတယ်တက်ရက်တယ်။ WG ဒါနေသွားနေမယ်ဆိုလို့ရှိရင် WG နေနဲ့ဒီချင်းဒီမှာပုံဖော်ဖို့အတွက်လုံလောက်တဲ့အရာရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့ဘလက်သွန်းနဲ့ဆော့ခဲ့တဲ့ပွဲစဉ်မှာ။ အဲ့တို့ငါရဲ့ငါယောက်ျားရဲ့မှာရှိတဲ့ယုံကြည်မှုတစ်ခုပေါ့ဗျာမူးနဲ့ဒီရှောက်ကောတွေကအသင်းရဲ့နိုင်ပွဲစီကိုတောင်မှပြန်ပြီးတော့ဥတည်သွားနိုင်တယ်ပေါ့နော်ဒီတွေးလေးတစ်ခုတော့ကျွန်တော်မြင်မိတယ်ဗျာကျွန်တော်အနေနဲ့ရလပိုင်းကိုတော့မခံမန်းတော့ဘူးဗျာ Best of 3 series မှာကျွန်တော် gain number a tree ကြီးတော့ကျွန်တော်ကြည့်ကျင်တယ်ညီကိုရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ထင်မြင်ချက်တွေဘယ်လိုမျိုးရှိလဲအောက်က comment section မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တော့ SC4 တွေမှာဖြစ်ပါတယ်နောက်ထပ် video ကြရင်အားလုံးနဲ့အတူတူပြန်ပြီးတော့တွေ့ကြပါလိမ့်ရေဗျာ